မင်္ဂလာပါရှင်3ရက်7လမှာ9ရက်7လ2025တပတ်တာ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုံကိုင်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီတပတ်မှာအလုံကိုင်းကြီးအရန်ကောင်းနေပါတယ်အလုံနဲ့ပတ်သက်ပြီးတော့ဘယ်လိုကိစ္စမျိုးကိုမစိုးမိမိဘက်ကနေပြီးတော့မျက်နှာသားရတာမျိုး နောက်ပြောရေးဆိုရန်ကိစ္စအောင်းမြင်စီတာမျိုးဒီလိုလေးတွေ့ရပါတယ်တမ်းမူကြီးတို့ပြည်စီဝင်လာဖို့ရှိနေပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိစေတဲ့အပြင်မိတ်ဆွေပေါင်းသင်းတွေနဲ့အတူခီးသွားတာမျိုးလည်းကြုံရဖို့ရှိနေပါတယ်။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေစကားပြောဆိုရမယ်။ဒီလိုပြောဟဆိုရတယ်ဆိုတာကောင်းသောပြောဆိုရခြင်းလို့တွေ့ရပါတယ်။ဆွေမျိုးသားချင်းတွေစီမှတရင်ကောင်းနေကြမယ်။ဆွေမျိုးသားချင်းတွေစီကလည်းအကြံဉာဏ်ကောင်းတွေရရှိစေမယ်လို့တွေ့ရပါတယ်။ ရန်အန်ဒီရဲ့တိုက်ခိုက်လုံးဝမရှိရပြီးချစ်သူခေသူပုံများလာတဲ့တပတ်တောင်လို့လည်းမြင်ပါတယ်။အခြေအနေနဲ့ပတ်သက်ရင်တော့မိမိချစ်သူကမိမိအပေါ်မှာအထင်မြင်လွဲတာတန်တရားရှိတာကိုခံရတတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းသာယာမဲ့အိမ်တော်ကြီးတို့တွေ့ရပါတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါအဓိကဖြစ်ပျက်တဲ့ဝေဒနာလေးဟာခါးကြိုက်တာနောက်အကျိုးအရင်တက်တာဒါတွေကိုဂရုစိုက်စီချင်ပါလေ ်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုယ်ဒီဘာလေးပဲလှုပ်ရလှုပ်ရအမြဲတမ်းအပူတပြင်းလေးလှုပ်ကြရမယ်အနေထားလေးကိုတွေ့နေရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါလေ။ထီထိုးကံစမ်းခြင်းနေဆိုရင်တော့သုံးညတလုံးထီထိုးကံစမ်းလို့ရပါလေ။ဝေကြီးလက်လာပါများ၊ပွင့်လန်းရှင်လန်းစီမဲ့တပတ်တာပါ။ အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးမတွေ့ရဘဲနဲ့မိမိသည် သူတစ်ပါးအပေါ်မှာပံ့ပိုးခြင်း၊ကူညီခြင်း၊ဖြည့်ဆွတ်ခြင်း၊အင်အားဖြည့်ခြင်းဒီလိုမျိုးလေးတွေနဲ့အလုံရှုပ်နေတဲ့အရာလေးတွေကိုတွေ့ရပါတယ်။ဒီတော့တနည်းငွေသားသမီးချင်းမိတ်ဆွေတို့ကံထောက်ပတ်ပစ္စည်းတွေရေရာကောင်းလေးဆရာမပေးချင်ပါတယ်။ တနင်္ဂနွေသားသမီးချင်းမိတ်ဆွေပြုလို့ရမယ့်တပတ်တာရည်ရာကမိမိနေအိမ်ကဖျားမှာပန်းအဖြူရောင်ခုနှစ်ပွင့်လူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။3ရက်7လမှာ9ရက်7လတပတ်တာတနင်္လာသားသမီးချင်းမိတ်ဆွေအလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။ တနင်္လာသားသမီးချင်းပြီးဆိုရင်ဒီတစ်ပတ်မှာအလုပ်နဲ့ပတ်သက်ပြီးတော့ပြောဆိုရခက်ခဲစီတဲ့ကိစ္စရပ်တွေကြုံရတဲ့တည်းအလုပ်မှာစာချုပ်စာတမ်းနဲ့ပတ်သက်တာရှိရင်ပြဿနာတက်ဖို့ရှိနေပါတယ်။ဒါကြောင့်ပြောဆိုင်ပါနော်။တံမိုးကြီးတော့ပစ္စည်းတွေဝင်လာဖို့တွေ့ရပါတယ်။မိတ်ဆွေအပေါင်းအသင်းဆရာသမားတွေရဲ့ကူညီမဆာမှုထောက်ပံ့မှုတွေရဖို့ရှိနေပါတယ်။ အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအဆင်မပြေဖြစ်တဲ့အပြင်စကားများတာပြဿနာတွေဖြစ်တာကျွန်ဝတ်တပါတယ်ရန်အနေနဲ့တိုက်ခိုက်ရှိပါတယ်ကျူးဆိုင်ပါနော်အထူးသဖြင့်ယောက်ျားသားအမျိုးသမီးဆိုတဲ့နေရာမှာယောက်ျားသားတွေနဲ့ပတ်သက်ပြီးတော့ပြဿနာမရှိဘဲနဲ့အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့ပြဿနာရှိပါတယ်ဒါကိုကျူးဆိုင်ပါနော် အခြေအနေပတ်သက်ပြီးတော့အလိမ်ညာတွေခံရတဲ့တည်းဒါကြောင့်ဘသူကိုမှမယုံကြည်ပါနဲ့စစ်သူရှိနေပြီဆိုရင်လည်းမိမိစစ်သူအပေါ်မှာမိမိဒီအမြင်နဲ့လိတာအကဲခတ်စီကြပါလေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့မိမိအိမ်တော်ဘက်ရဲ့ကျမ်းမာရေးကြောင့်စိတ်ညစ်ရတာစိတ်ရှုပ်ရတာတွေကြောင့်တပါလေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ပါကျမ်းမာရေးကဖြစ်လိုက်ပြီဆိုရင်အမြင်နဲ့ဒီအောက်ပိုင်းနဲ့ပတ်သက်ပြီးတော့ဝေဒနာတွေခံစားရမှာပဲဖြစ်ပါလေ။ကြိုက်ခဲမဲ၊နာကျင်မဲ၊အောင့်မဲဒါလေးကိုသတိထားပါနော်။ အေးချမ်းမှုငြိမ်းချမ်းမှုရရှိလာမဲ့တပတ်တာလေးတွေ့ရပါတယ်။ဒါအပြင်အလှလေးတွေလည်းမကြာခဏလှုပ်ဖြစ်မင်းလူတွေတွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်တော့အားနေပါတယ်။ဒို့ပေမဲ့မဖြစ်မနေထီတို့ကန်ဆန်းကျင်နေဆိုရင်တော့ခုနှစ်တလုံးထီတို့ကန်ဆန်းလို့ရပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုရဆရာရှိတဲ့ငွေကြီးတွေခက်ခဲမိကြံ့ကြံ့ပြီးကိုပေးရင်ရှိတဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့လေကိုမှအဆင်မပြေမှုလေးတွေကြုံရတာဖြစ်တဲ့အတွက်ကြောင့်ရက်ရွှေရတာမျိုးကြုံရတတ်ပါတယ်။ အလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာချုပ်ကိုပြီးကြည့်လိုက်တဲ့အခါစိုးရွားတဲ့ပုံပန်မှုမျိုးတော့မတွေ့ရဘူးဒါပေမဲ့ဘယ်အရာလေးပဲဖြစ်ဖြစ်မိမိပြောရေးဆိုရာကိစ္စအဝဝမှာမိမိဒီပြောခွင့်ဆိုခွင့်ဒါမဲ့တပတ်တာလို့တွေ့ရပါတယ်ဒါကြောင့်တနင်္လာသားပြီးချင်းပြီးဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရေရာကောင်းကြီးဆရာမပြီးချင်ပါလိမ့်တနင်္လာသားပြီးချင်းပြီးဆွေပြုလို့ဆောင်ရွက်ရမယ့်ရေရာက ကလေးငယ်တဲ့ဦးကိုဗလာစာအုပ်သုံးအုပ်ပြုတဲ့ချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည်နယ်သွားမေးလို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။3ရက်7လမှာ9ရက်7လ2025တပတ်တာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာဖြစ်ပါတယ်ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုပ်ကိုင်ရန်ကောင်းပါလေ။အလုပ်မရသေးတဲ့သူဆိုရင် အလုပ်ကျင်းနေပေါင်းမိမိလိုချင်သောနေရာကိုရရှိစေမယ့်လို့တွေ့ရပါတယ်။ တန်မှုကြီးသောပစ္စည်းကိုဝယ်လာလို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေပေါင်းသင်းတွေကိုလိုအပ်လို့ကိုအောင်အကူအညီတောင်းနေဒါပေမဲ့မိတ်ဆွေတွေဘက်ကမိမိကိုအကူအညီမပေးနိုင်တာမျိုးတွေကြုံရတတ်ပါတယ်အိမ်နဲ့ပတ်သက်သောကိစ္စရေများအဆင်ပြေပါလိမ့်မယ်။အိမ်ကိစ္စစကားပြောဆိုတဲ့အခါမှာမိမိဘက်ကပိုင်ပိုင်တိုင်တိုင်နဲ့ပြောဆိုနိုင်တဲ့ကိစ္စလေးကိုတွေ့ရမှာပဲဖြစ်ပါလိမ့်။ ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းစရာသတင်းတွေကြားရတဲ့ပါတယ်စိတ်ရှုပ်စရာမျိုးလေးတွေတစ်ခုပြီးတစ်ခုကြုံရတဲ့ပါတယ်ရှင်အန်ဒီရေလုံးဝမရှိခဲ့ပြီးချစ်သူခင်သူပေါများလာတဲ့တပတ်တာလို့တွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့အီးချမ်းနေမယ်ရေးချမ်းနေမယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အလှူတွေနဲ့အလုရှုပ်တွေရတာမျိုးတွေကျွမ်းတတ်ပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့ချူချာပါတယ်ဒီစိတ်ပါနော်ကျမကြီးနဲ့ပတ်သက်ပြီးဆိုရင်အမြဲတမ်းခေါင်းတွေမူးနေတာမကြည်မသာဖြစ်နေတာနောက်ပြီးတော့ပြုတ်အံကျင်တာမျိုးတွေဖြစ်ကြပါလေအေးချမ်းမှုရိတ်ချမ်းမှုရရှိလာတဲ့တပတ်တာလို့တွေ့ရပါတယ်မိမိဒီကိုကဘာလေးပဲလှုပ်လိုက်လှုပ်လိုက်ကိုလှုပ်လိုက်တဲ့အရာလေးတွေမှာစက်ကန်းဆန်အောင်လို့ဆိုတဲ့စကားလေးတိုင်းပဲကိုလှုပ်လိုက်တဲ့အရာလေးတွေအဆောက်အအုံရအစီပြေသွားတဲ့နမိတ်ကလေးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ် ကန်နဲ့ပတ်သက်ပြီးတော့ကန်ကတော့ကောင်းပါသေး။ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့ငါးတလုံးထီထိုးကန်ဆန်းလို့ရပါသေး။ဝီကြီးလက်လာပါများရှင်လန်းပွန်လန်းစီမဲတပတ်တောင်လို့မြင်ပါသေး။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရတဲ့အဖြစ်မိမိကိုယ်တိုင်ကိုယ်အလုပ်လုပ်တဲ့အခါနောက်ကိုပြောဆိုတဲ့အခါအရာရာမှာအမြင်နဲ့အပေါင်းအသင်းဝင်ဆန့်ပြီးတော့ပိုင်ပိုင်နေနေပြောဆိုနေတဲ့အရာလေးတွေ့ရမှာပဲဖြစ်ပါသေး။အင်္ဂါသားသမီးချစ်ပြီးစွေတွေ့ ကံထပ်ပံပစ္စည်းတွေရေရာကောင်းလေးဆံမပေးချင်ပါတယ်။တင်္ဂါသားသမီးချင်းမိတ်ဆွေအိမ်ဖျားမှာတည်တည်သုံးမျိုးလူတန်းချင်းဖြင့်မိမိခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သောနေ့တို့တွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။၃ရက်၁၇လမှ၉ရက်၁၇လ၂၀၂၅တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလိမ့်ရှင်။ ဗုဒ္ဓဘာသာမိချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းနေပါတယ်။သူတော်ကောင်းတွေနဲ့လည်းတွေ့မိပြောရေးဆိုရာကိစ္စလည်းအဆင်ပြေအောင်မြင်စေမယ့်ထင်ပါပါတယ်။တမိုးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်ဒီလိုစိတ်ပါနော်။မိတ်ဆွေပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားစရာလေးကြောင့်ရတတ်ပါတယ်။မိမိပေါ်မှာတန်တရားရှိတယ်လည်းခံရတတ်ပါတယ်။အိမ်ကိစ္စတွေကဒင်းကြီးကိစ္စတွေစီစဉ်တဲ့အခါအစီအပြေမဲချုံးမှွေပဲအောင်မြင်စေမယ်။တို့တော်မိမိတို့အရန်ပင်ပန်းပါလိမ့်မယ်။ ရွှေမြူသားချင်းစီမှာအကူအညီကောင်းလေးတွေထောက်ပံ့ကောင်းလေးတွေရဖို့ရှိနေပါတယ်ကျန်အနီရဲ့တိုက်ခဲရှိတဲ့သတိထားပါမိမိအပေါ်မှာတပုတ်လေတွင်ပြောဆိုတာနာမည်ဖြတ်တာခံရတဲ့သတိထားပါနော်အချီးအင်းနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့လမ်းခွဲရတဲ့အစီအစဉ်ပြဿနာတွေကြုံရတတ်ပါတယ်ဒါတွေဟာချောင်းဝင်နောက်ဆက်မှုကြောင့်ဖြစ်တတ်ပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အောက်လက်ငယ်သားတောင်းသမီးတွေအတွက်ပူပန်နေရတာမျိုးလေးကြုံရမှာပါဖြစ်ဖြစ်ပါတယ် ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ဂရုစိုက်ပါမိမိခံစားမဲ့ယောဂဝေဒနာဟာအမြဲတမ်းအစာအိမ်အောင့်လားအစာအိမ်အချင်းပေါက်တာဒါလေးတွေသတိထားပါနော်အေးချမ်းမှုရေးချမ်းမှုမရှိသေးဘူးမိမိကို အလိမ်ညာရခံတက်တယ်ဒါလေးကိုတော့သတိထားပေးပါနော်ကံနဲ့ပတ်သက်ပြီးတော့အားနေပါလေမဖြစ်မနေထီထိုးကန်ဆန်းကျင်နေဆိုရင်တော့သုံးညတလုံးထီထိုးကန်ဆန်းလို့ရပါတယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့မိမိပြောရေးဆိုရာကိစ္စအခက်အခဲလေးတွေကြုံရမှာပဲဖြစ်တယ်ဒုဗိမေ တပတ်လုံးမှာမိမိဒီ3ရက်နေရနေပြီးတော့6ရက်နေတော့တနေမှာငွေကြေးကိစ္စအဆင်မပြေဖြစ်တဲ့တင်သို့တော့နောက်ပိုင်းမှာငွေကြေးကိစ္စလည်းပတ်မယ်လို့တွေ့ရပါတယ်အလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်ဆိုင်ချုပ်ငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပုံပန်မျိုးတို့တော့မတွေ့ရဘူး။ဒါပေမဲ့စိတ်အနှောက်ယှက်မျိုးမျိုးတို့ကြုံရမှာပဲဖြစ်ပါရဲ့။ပြီးတော့ပုံတော်သားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်ကောင်းလေးဆံမပေးချင်ပါရဲ့။ပုံတော်သားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်တဲ့ပတ်တာရည်ရည်က မိမိအိမ်ရဖျားမှာအိုးစေးရီတလုံးစက္ကန့်လူနေချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လည်သွားပေလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။3ရက်17လ2025မှာ6ရက်17လ2025တပတ်တာဂျာတာပရိတာသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိုင်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ ဇာတာပိသားသမီးချမိတ်ဆွေအလုတ်ကံရံကောင်းပါလေမျက်နာပွင့်လန်းပြီလူကြည့်လူခဲလဲပေါ့မေအလုတ်ပါမိမိပြောရေးဆိုရာကိစ္စဘေးကိစ္စလေးပဲပြောပြောအောင်မြင်စီမဲ့တပတ်တာလို့တွေ့ရပါလေတံမွေးကြီးတော့ပြစီတော့ထွက်တဲ့တင်ဒါကလေတစ်ခုကိုထွက်ပြီးတော့နှစ်ခုမဝဲမှာမို့လို့တံမွေးကြီးပြစီရဲ့အထွက်ပြရတာဖြစ်ပါလိမ့်မေမိစေပေါင်းသိနေရဲ့အခုကြီးတောက်ပန်ကောင်းနေရဖို့ရှိနေပါလေအိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေအဆင်ပြေပါလိမ့်မေ စေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာစိတ်ရှုပ်စရာတွေတစ်ခုပြီးတစ်ခုကြုံရမှာပဲဖြစ်ပါလိမ့်။ဆိုးရတဲ့ရန်အန္တရာယ်လုံးဝမတွေ့ရပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့အလိမ့်လေခံတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ပဲအပေါ်မှာစိတ်တိုင်းပြချောင်မှုတွေကြုံရတတ်ပါလိမ့်။ကျမကြီးနဲ့ပတ်သက်ရင်တော့ခယူဆိုင်ပါဖြစ်လိုက်ရင်လေထုလေအောက်လေနာတာမျိုးတွေခယူဆိုင်စီချင်ပါလေအေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာတဲ့တပတ်တော်လို့တွေ့ရပါလေ ကံနဲ့ပတ်သက်ပြီးတော့ကံအလွန်ကောင်းပါလေ။ထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့နှစ်တလုံးထီထူးကန်ဆန်းလို့ရပါလေ။ဝေးခြင်းနဲ့ပတ်သက်ပြီးတော့ငွေရအလွတ်လွတ်ဆိုတဲ့နမိတ်လေးကိုတွေ့ရပါလေရှင်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာခြုံငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးလုံးဝမတိရတဲ့အပြင်ဒီတစ်ပတ်ထဲမှာဖုံးကန်ကြီးမိနမိတ်ကုံတရေကျော်စိုးပါလိမ့်မယ်လို့တွေ့ရပါလေ။ဒီတော့ဇာတာပိသားသမီးချစ်မိတ်ဆွေတွေကံတောက်ပတ်ပြည့်စည်တဲ့ရေရာကောင်းလေးပေးချင်ပါလေ။ ဇာတာပိသာသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရာကရေတက်ကိုလည်းများလူပေးပါဥပမာအချွေတူတာမျိုးနောက်ရေတက်လူတာမျိုးရေနဲ့ပတ်သက်တဲ့ရေဘက်ပစ္စည်းမှန်သမျှမိမိချိန်ချင်းတက်ရအောင်လူတန်းချင်းဖြစ်တပတ်တာကံကောင်းခြင်းတွေရရှိစီမှာဖြစ်ပါရဲ့ရှင်ဒီလောက်ရှိ3ရက်17လ2025မှာ9ရက်17လ2025တပတ်တာတောက်ကြတာတပိချင်းမိစုရဲ့အလုတ်ကံကလီစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် တောက်ကြသားသမီးချင်းမိတ်ဆွေအလုတ်ကံရန်ကောင်းနေပါတယ်အလုတ်နဲ့ပတ်သက်ပြီးတော့အခွင့်အရေးတွေရရှိစီမဲ့တပတ်တာလို့တွေ့ရပါတယ်တမူးကြီးတော့ပြစီထွက်တတ်ပါတယ်ဂရုစိုက်ပါနော်မိတ်ဆွေပေါင်းသင်းတွေပတ်သက်ပြီးတော့အကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိစီမဲ့တပတ်တာပါအိမ်နဲ့ပတ်သက်ပြီးတော့အိမ်ကိစ္စတွေအဆင်ပြေပါလိမ့်မယ်အိမ်ရအကြီးကျယ်သူတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေလည်းရဖို့ရှိနေပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့စိတ်ညစ်စရာတစ်ခုပြီးတစ်ခုကြုံရမှာပဲဖြစ်ပါတယ် ရန်အလီတိုက်ခတ်ရှိတဲ့တတိထားပါနော်အခြေအနေပတ်သက်ပြီးတော့အချစ်သူနဲ့ဆက်သွယ်မရတာမျိုးတွေကြုံရတဲ့တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ရဲ့ငွေကြေးကိစ္စတွေကြောင့်ခေါင်းရှုပ်နေရတာမျိုးကြုံရတတ်ပါတယ်ကျမ်းမာကြီးနဲ့ပတ်သက်ရင်တော့စူးကျူးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုညေးချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့မိမိတီဘာလေးပဲဖြစ်ဖြစ်အပူတစ်ပြင်းနဲ့လုံနေရတာမျိုးတွေကြုံရတတ်ပါတယ်။ ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့လေးတလုံးထီထိုးကံစမ်းလို့ရပါတယ်။ဝေကြီးတတ်လာပါတယ်။ပွင့်လန်းရှင်လန်းလေးစီပြီးတော့အလှူကြီးညစွာပြုလုပ်ဆောင်ရမယ်တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ငုံပြီးကြည့်လိုက်ရင်ကြီးကဲသူတွေအတွက်ကျမ်းမာရေးကြောင့်ပူပန်ရတာမျိုးကြောင့်ရတတ်ပါတယ်။ဒီတော့တောက်ကြသားလူချင်းမိတ်ဆွေတို့အတွက်တပတ်တာကံတောင်းပတ်ဖြစ်စေတဲ့ရည်ရည်အကောင်းလေးပေးချင်ပါတယ်။ တောက်ကြသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရွက်ရမယ့်တပတ်တာရေနေရာကမိမိနေအိမ်ကဖျားမှာနွားလူသုံးွယ်လူတိုင်းချင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လဲသွားမိလူတွေရပါတယ်ရှင်။မင်္ဂလာပါရှင်။၃ရက်၁၇လ2025မှာ၉ရက်၁၇လ2025တပတ်တာ စနေသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကင်ကနေစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။ စနေသားသမီးချင်းမိတ်ဆွေအလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့မပြီးပြတ်တာအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ညစ်စီရတာဒါလေးကျင်းဝမှာပဲဖြစ်ပါတယ်တံမိုးကြီးတော့ပြည်စီဝင်လာလို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားစရာကိစ္စရပ်တွေကျင်းဝမှာပဲဖြစ်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေအရန်ကောင်းနေတယ်အိမ်ကိစ္စနဲ့ပတ်သက်ရင်သတင်းကောင်းတွေကြားရတဲ့ပါတယ် ေပြူသွားခြင်းနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာဆိတ်ရှုပ်စရာတွေတစ်ခုပြီးတစ်ခုကျောင်းဝတ်တပါးရင်အောက်နယ်ငယ်သားတွေပူပန်ရတာမျိုးလေးကျောင်းဝတ်တပါးတွေရဲအနေနဲ့တိုက်ခိုက်ဆူဆူဝါမရှိပါဘူးရှင်အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာစိတ်ကုံစိတ်ပြတ်သွားတာမျိုးကျောင်းဝတ်တည်းအိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးမှာတကြက်ကြက်ဆိုသလိုစကားတွေများနေရမှာပဲဖြစ်ပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ဆူချူလုံးဝမရှိပါဘူးရှင် အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူး။ဘာကြောင့်လဲဆိုတော့အလို့ကိစ္စတွေအဆင်မပြေတဲ့အခါစိတ်တိုင်းမကျတဲ့အခါမှအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကိုကောင်းနေတယ်၊ထီထိုးကန်ဆန်းကျင်နေဆိုရင်တော့ကိုယ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေစကားပြောရတာမျိုးကြောင့်ဖြစ်တယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံငုံပြီးကြည့်လိုက်ခဲ့ခါမိမိတီတပတ်တာလုံးမှာမောပန်းနွမ်းနေပြီမဲ့လေကို့တွေ ကိုပြောလိုက်တဲ့ကိစ္စရဲ့ကလေးတွေကြောင့်မို့လို့အစဉ်ပြေစီမဲ့အရာလေးတွေတွေ့ရပါတယ်ဒီတော့စနေသားသမီးချင်းမိဆွေတွေကန်တော့ပတ်ဖြစ်စီတဲ့ရည်ရအောင်လေးပြီးချင်ပါတယ်စနေသားသမီးချင်းမိဆွေဒီတစ်ပတ်မှာခွေးစာများများကြီးပါယခုလိုခွေးစာဒါနပြုရင်လည်းမိမိခက်ခဲလေးတော့တပတ်တာ အလုံးစုံပြည်လဲသွားမယ်လို့တွေ့ရပါတယ်ရှင်